ကျမကတော့မဟာအောင်မြင်မျိုးနယ်ကနိုင်ခဲ့တယ်ဆိုရင်ကျမကတော့ပြည်သူ့အတွက်ပါပဲပြည်သူ့အတွက်နဲ့လူထုအတွက်ပဲကျမကျမတို့စမ်းဆောင်နိုင်တာပေါ့စမ်းဆောင်နိုင်တာလေးလုပ်ပေးမှာပေါ့နော်။ဘာလုပ်ပေးမယ်ဆိုတော့ကျမတို့ကအတိအကျလည်းပြောလို့မရပါဘူးရှင်။ကျမတို့ရင်ထဲမှာရှိတာလေးကတော့ ဟိုကြုံကြရင်ကြုံကြတယ်လို့ပေါ့နော်ကျမတို့ကဂျင်းထဲမှာရှိကြကြုံကြရင်ကြုံကြတယ်လို့ဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာကျမမူတည်ပြီးကျမစမ်းဆောင်ပေးမှဖြစ်ပါတယ်ရှင်နိုင်ငံရေးဆိုနိုင်ငံရေးကိုဆောင်ရွက်ကြတဲ့ပုံပွဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းအားလုံးပေါ်ဆောင်ရွက်တဲ့ခါမှာကျွန်တော်တို့ကဆရာဝန်ဆိုတဲ့ဆရာဝန်ရဲ့ medical ethics ရှိပါတယ်ဒီဘက်ကလည်းကျွန်တော်နိုင်ငံရေးသွားမစနိုင်ငံရေးရဲ့ ethics ပဲကျုံ့မှုတွေရှိပါတယ်ဒါကိုကျွန်တော်တို့ကလိုက်နာပြီးတော့နိုင်ငံတို့ဘယ်လိုကောင်းအောင်ဖြစ်မလဲပေါ့နော်ပြည်သူတို့ကဘယ်လိုကောင်းအောင်ဖြစ်မလဲကျွန်တော်စဉ်းစားပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်အားလုံးပေါ်လို့ကျွန်တော်တို့က ီနဲ့စုပေါင်းဆောင်ရွက်တော့လိုအပ်ပါတယ်။ဒါမှကျွန်တော်တို့နိုင်ငံရဲ့နာဂတ်ကြီးအများနဲ့ပြည်တော်ကောင်းမွန်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါသာသွားမယ်ဖြစ်ပြီးကျွန်တော်တို့နေနေကြိုးစီပါတယ်။ကျေးဇူးပါတယ်။အတိကအခုဝင်ပြိုင်တဲ့နေရာကကျွန်တော်နိုင်ခဲ့ဆိုရင်တော့ကျွန်တော်အတိကဘာပဲလုပ်လို့ရမလဲဆိုရင်တော့ဟိုစာပေရင်ကျေးမှုတွေအဲလူလူမျိုးစုပေါ့နော်တိုင်းသားဆိုတော့ဒီလူမျိုးစုရဲ့စာပေရင်ကျေးမှုတွေကိုအဲအစင်းမြင့်တင်မယ်ဒီပညာရေးနဲ့ပတ်သက်တဲ့အရာတွေကိုပဲတိုးတက်သွားအောင်ပေါ့နော်လုပ်ပေးရမှာပေါ့ အဲ့လိုလေးလောက်ဖို့စိတ်ကူးရှိပါရဲ့ရှင်ကျွန်တော်ကိုယ်တိုင်နေထိုင်တဲ့မဟာအမေဒေသမှာကျွန်တော်ပြည်သူတွေအတွက်ကိုကျွန်တော်လူနေမှုစင်တာမြန်မာဖို့အတွက်ကိုကျွန်တော်အကျွမ်းအစွမ်းကုန်ကြိုးစားတော်မှာဖြစ်ပါတယ်လိုအပ်တဲ့ဥပဒေကြမ်းတွေမူကြမ်းတွေကိုလည်းတင်သွင်းပြီးတော့ဒီဒေသဖွံ့ဖြိုးတိုးတက်သွားဖို့အတွက်ကိုလည်းကျွန်တော်အကောင်းဆုံးလုပ်ဆောင်သွားမှာပါခင်ဗျပြည်သူတွေအနေနဲ့တော့မဲကတော့ပေးတင်ပါတယ်ခင်ဗျာကျွန်တော်ပေးပါလို့လည်းကျွန်တော်တိုက်တွန်းပါတယ်ခင်ဗျာဟုတ်ကျွန်တော်ဒီ2025ပါတီစုံဆွေးရွေးရုပ်ောက်ပွဲမှာကျွန်တော်တို့ပအဝင်ရှင်ပြန်နေဆိုတာကပြည်သူတွေ ဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုကျွန်တော်တို့အဆောင်အုံလှုပ်ဆောင်ပေးခြင်းတဲ့တို့ကိုပါဝင်ရှင်များရင်းဖြစ်ပါတယ်အဲ့တော့ပြည်သူတွေအနေနဲ့ပြည်သူတွေအခုလက်ရှိအခြေအနေရောပြီးတော့နောက်ထပ်ရိုးသက်တွေအတွက်ကိုမဲပေးတဲ့နယ်လို့ယူဆတဲ့တော့ကိုကျွန်တော်တိုက်တွန်းခြင်းဖြစ်ပါတယ်ခင်ဗျာမဲပေးကြပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ပါတီကနိုင်ရမယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့လုပ်ငန်းအတွေ့အကြုံဘုသူတပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကအဲပြည်သူတွေကိုအကောင်းဆုံးဆောင်ရွက်ပေးနိုင်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ လုပ်ခဲ့တဲ့လုပ်ငန်းတွေ့ကြုံဆိုရင်ကျွန်တော်တို့ကညီနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဦးနှောက်ချုပ်လုပ်စဉ်ဘွားကတို့နဲ့လေစီဥက္ခတာဝန်ကိုနှစ်လောက်တာဝန်ထားဆောင်ခဲ့တဲ့အတွက်ညီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအရှုပ်ရှင်းတွေကိုပြည်သူတွေရဲ့အရှုပ်ရှင်းတွေကိုဥပဒေအတိုင်းဖြစ်ဖို့အတွက်အများဆုံးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဝိုင်းဝန်းကူညီပေးဖို့နိုင်မှာဖြစ်ပါတယ်။အဲပြည်သူတွေနဲ့ဒီဌာနဆိုင်ရာမှာရှိနေတဲ့လုပ်ငန်းခက်ခဲတွေကိုလည်း အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကုညီပဖို့ပြီးနိုင်မှာဖြစ်ပါတယ်ကျွန်တော်မျိုးသားပြရဟိုမျိုးသားပြရ12မျိုးပါတာဟို12မျိုးဆိုတော့ကျွန်တော်12မျိုးလုံးနဲ့ဆိုင်တဲ့ခါကျတော့ဟို12မျိုးလုံးအတွက်ကျွန်တော်စဉ်းစားပါတယ်အဲ့တော့ကြောင့်လဲဒီကျွန်တော်တို့ဒါမန်နီဖက်စတိုသလိုချင်တာမန်လေးဒေါင်းတောင်းရဲ့မန်နီဖက်စတိုကျွန်တော်ဒီမန်နီဖက်စတိုထုတ်ထားတဲ့အတိုင်းကျွန်တော်အကုန်လုပ်ပေးမှာပဲကျွန်တော်တို့ဒါဂတိကိုပဲပဲပေါ့တကယ်လို့ဖွဲ့ရမဖွဲ့နိုင်တဲ့လွတ်တော်တဲ့ရောက်လဲကျွန်တော်တို့စဉ်းစားကြည့်ရတင်မယ်ကြောက်ကြကြည့်ရပြောမယ်ပေါ့ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ဟိုလက်ရှိဖြစ်ပျက်နေရတဲ့ဟိုအခက်အခဲတွေကိုကျော်လွှားဖို့ မဲပေးခြင်းနဲ့ပဲကျွန်တော်တို့ကြော်ဖြတ်ဖို့ပဲတိုက်တွန်းနေပါတယ်ဒိုအလုံးရဲ့နာကဲဒိုအလုံးရဲ့အိမ်မတွေပုံသွင်းဖို့